ုတ်ရဲ့တရက်ကိုကျွန်တော်တို့အရိုင်းပင်မြေချဆိုက်ပြီးတော့ကိုင်းဆက်ထဲတာ ਨੇ ကျွန်တော်တို့ဟိုဘောကိုင်းဆက်ပင်ပြိုးပင်ပေါ့ကိုင်းဆက်ပင်ဝယ်တာဝယ်ပြီးတော့ဆိုက်တာ ਨੇ ဘယ်ဟာကြီးမြန်လဲဆိုတော့ဗာပြီးတော့ရှင်းပြပေးပါမယ်ဒီမှာဒါကတော့ကျွန်တော်အရိုင်းပင်ကိုမြေချဆိုက်ထားတယ်မြေချဆိုက်ပြီးတော့ကျွန်တော်ကိုင်းဆက်ထဲထားတယ်ကိုင်းဆက်တာလေးစိမ့်ချုပ်ပင်ကိုကိုင်းဆက်ထားတယ်ဒါတစ်နှစ်သားပေါ့ဟိုပင်စည်းကလောက်လောက်ရပါဘူး မှကျွန်တော်ရှင်းပြပါမယ်ကျွန်တော်မနေ့မနေ့ကဆက်ပြတဲ့အပင်နဲ့အခုလက်ရှိအနေထားပေါ့တော်တော်လူပြက်ကြော်သွားပြီအရင်ပြုစုပြီလားဆိုမပြုစုပါဘူးကျွန်တော်ရေလည်းမပြေးဘူးရေစီလည်းမကြွေးပါဘူးမကြွေးဘူးဆိုတာကဒီတမိုးတွေမှာတစ်ခေါက်တစ်ခေါက်နှစ်ခေါက်လောက်တော့ကြွေးကြွေးဖြစ်ပါလေရေကတော့မပြေးဖြစ်ဘူးမြေကြီးကတော့ ကျွန်တော်တို့ရေမကောင်းပါဘူးဒီမှာကြောက်ခဲနေနေတာအမှန်တော့ကြောက်ခဲတယ်ဟိုကြောက်ခဲကြီးပဲဒီတောင်ပေါ်မှာဆိုတော့တောင်ကြီးမှာဆိုတော့ကျွန်တော်ဇင်းကြိုင်မှာဒီတောင်ကြောက်ကြောက်တောင်နေရှိတယ်ပေါ့တောင်ကြီးမှာဆိုကြောက်ခဲကြီးပဲအဲ့တော့ဘာကွာလဲဆိုတော့ကျွန်တော်တို့ကဲလို့ကျွန်တော်ပြိုးပင်ကဟိုပါဘောပြိုးပင်ကကိုင်းဆက်ပင်ကိုကျွန်တော်တို့ကိုင်းဆက်ပြီးပြီကိုင်းကူးပြီးပြီပြိုးပင်မှာသူရောင်းတာကိုင်းကူးလည်းရောင်းတယ်ကိုင်းဆက်လည်းရောင်းတယ်အဲ့ဒါကိုကျွန်တော်တို့စိုက်မယ်ဆိုတော့အကိုင်းကြီးကကားကြီးထွက်လာလိမ့်မယ်သူတို့အောက်ချီမှာတဲ့ကကားကြီးတွေဟိုပါဘော ကားကြီးတွေဆိုအပြုံလိုက်မနည်းနည်းလေးစမ်းတီးရပေါ့အဲ့လိုပုံစံပေါ့ဒီကောင်ကျတော့အဲ့လိုမဟုတ်ဘူးဒီကောင်ကျတော့သူကပင်ဘောပင်စီရှိတယ်ပေါ့ကျွန်တော်တို့အရိုင်းပင်ပုံစံမျိုးပဲပင်စီရှိတယ်ပင်စီမှအပေါ်ကနေအကိုင်းထွက်တယ်ပေါ့ဒါကတမကျွန်တော်ဆက်ထားရရပေါ့အကိုင်းထွက်တယ်ဒီကောင်ကဘာကောင်းလဲဆိုတော့ကျွန်တော်တို့ဟိုဘောစိုက်တဲ့ကသူကရေတောက်မြက်ကအောက်ဆင်းသွားတာပေါ့အောက်ဆင်းတော့အပင်ခိုင်ခန့်တယ်ပေါ့ခိုင်ခန့်ပြီးတော့အချိန်ရပါနဲ့သူကအကြီးမြန်တယ်ကျွန်တော်တို့ဟိုပြိုးပင်ကြတော့ ေတောက်မြင့်မရှိဘူးရေတောက်မြင့်မရှိတော့ကျွန်တော်တို့ site မှာသူကရေတောက်မြင့်ကစထွက်လာတယ်စထွက်တော့သူကမခံဘူးပေါ့လေးတန်းမခံဘူးမခံဘူးပြီးတော့ဘာလဲဆိုတော့ဟိုကသီးလာပြီဆိုလဲဟိုကဘောမြေဟိုကဘောအသီးတွေကမြေကြီးအောက်ကိုအတိုင်းတွေကမြေကြီးနဲ့မတရားနှီးတော့မြေကြီးနဲ့ဟိုကဘောမြေကြီးအောက်ရောက်တော့ပေါ့အသီးတွေသီးလာမတရားလေးပြီးတော့ဘာလို့ရှုပ်လဲဆိုတော့ကျွန်တော်တို့ဟိုကဟိုကဘောထောက် တောက်ဒီမှာယူထောက်လာတဲ့အကိုင်းလေးချိုးကြမှာဆိုလို့ဒီကောင်ကတော့တောက်ဒီပါလည်းမလို့ဘူးသူတီးဝင်သူ့သူ့အောက်ချင်းမှာသူခိုင်နေတဲ့သူကလည်းသူ့ဝဲနေနေနိုင်နေပေါ့ဒီကောင်ကတမိုးဆိုတော့နောက်ဒီနောက်နှစ်ပေါ့နောက်နှစ်မိုးရဲမြောက်ရင်တော့အသီးစားမယ်လို့တော့ထင်တာပဲအပြည့်လို့ဆိုတော့ဒီတမိုးတစ်နှစ်ကိုဒီအရွယ်ဆိုနှစ်နှစ်ဆိုရင်တော့အပင်တော်တော်ကြီးမယ်လို့ထင်ပါတယ်အသီးစားမယ်လို့လည်းမျှော်လင့်ပါတယ် ကျွန်တော်ကတော့အဓိကဟိုပေါ့နင်းတာပါလဲဆိုတော့ဒီအသီးကိုမနင်းဘူးဟိုပေါ့အသီးကိုမေးမေးမကြောက်မေးမထည့်ဘူးပေါ့ဒီကကျွန်တော်ဒီအပင်နည်းနည်းကြီးဖို့ပဲကျွန်တော်ဂယူးဆိုင်တယ်ပေါ့အားအားထည့်တယ်ပေါ့အသီးကတော့ကျွန်တော်တို့ဟိုတနစ်နဲ့လဲဟိုပေါ့တမူးတဲ့နဲ့လဲတီးအောင်လုလို့ရတယ်အဲမဲ့အဲ့လိုတီးတနစ်တဲ့နဲ့တီးသွားရင်အဲ့ပင်ကအရင်ထိုင်းသွားလိမ့်မယ်ထိုင်းပြီးတော့အကြီးထွားမှုပိုင်းမှာနှီးသွားမယ်ပေါ့ကျွန်တော်စားရမှန်ပေမဲ့ဟိုပေါ့အပေကုံစားပေါ့ဟိုပေါ့ အပင်သေးတော့တစ်လုံးနှလုံးပေါ့အပင်ကစားတော့ဒါကြတော့ဟိုမှာကျွန်တော်တစ်နှစ်လောက်တစ်နှစ်နှစ်နှစ်လောက်ကျွန်တော်တို့အောက်ခံလိုက်နောက်တီးလာနောက်တီးလာတဲ့အခါကျရင်တော့မြေမဆားတာပေါ့အပင်လည်းခံသွားတာပေါ့ဒီလိုတည့်ရပင်နေတော့အကိုင်းဝင်ပါရရှင်းကြမလို့ပေါ့ဟိုကပေါ့ကျူးရင်ပင်လို့လို့ပေါ့အကိုင်းမြတ်မြတ်ထွက်လေအပင်မြန်မြန်ကြီးလေပဲဘာဒီနေ့ဆိုဒါဟိုတကယ်လို့ဟိုနောက်နေ့ဆိုတီးလာပြီဆိုဒီမြေကြီးနဲ့အရန်မနှီးတော့ဘူးမြေကြီးနဲ့အရန်နှီးဘာဖြစ်ဖြစ်နိုင်လဲဆိုဟိုအပေါ်ပိုးစိတ် ောစိတ်ဟိုပောစိတ်တို့ဒီမှုတို့ဒီမှုမှုမဲတို့ပောစိတ်တို့စုပ်စားပိုးကောင်လေးပေါ့ဒီပောစိတ်ကဒီစုပ်စားပိုးကောင်လေးကိုခေါ်လာတော့အဲ့ကောင်လေးဖြစ်များတယ်မြေမတရားနေဒါဆိုလေလေဝင်လေထွက်လေနေရောင်ကြီးတိတ်မကောင်းဒီကောင်ကနေနေမြင့်သွားတော့ဒီတန်တွေတိတ်မကြောက်တော့ဘူးစိုက်တာတော့နှမျိုးလုံးစိုက်လို့ရပါတယ်ကျွန်တော်တို့ဘာပေါ့ဟိုကောင်လည်းဒီလိုဒီလိုမတရားအကိုင်းရင်မကောင်းအောင်ကျွန်တော်တို့ကန်ရှင်းပြီးပြီးတော့တေချာလေး ဟိုပြုစုပေးမယ်ဆိုတော့ဟိုကောင်လေးရပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်အားသာတာတော့ဒါမျိုးကိုကျွန်တော်ကိုကြိုက်ပါတယ်ကျွန်တော်အရင်မဲ့အရင်ချရဲချပြီးတော့ဒီကောင်စိုက်တယ်ပေါ့အရင်မဲ့ချရဲဆိုတာတနည်းလောက်နေမှာဟိုဘာကိုင်းဆက်ထည့်နေမှာမဟုတ်ပါဘူးအဲ့ဒီမိုးကြတာနဲ့ကျွန်တော်တို့ဒီမြေချလိုက်တယ်ဒီအစိမ့်မြေချလိုက်တယ်သူကထွက်လာတယ်သူကရေသားမြေရတခါလေးအောက်ဆင်းသွားပြီအောက်ဆင်းသွားတော့ကျွန်တော်တို့အမကိုင်းဆက်ထည့်လိုက်အောင်မယ်โอเคဗီဒီယိုလေးကဒီလောက်ပါပဲ